ူတွေစီးပွားပြတ်နေတယ်လူတွေအငတ်သေးဆိုင်နေတယ်လူတွေဆင်းရဲနေတယ်မြတ်စွာဘုရားပြောတော့လူတွေကိုတနာတယ်ဆိုလူတွေကိုငဲ့ညာတယ်ဆိုမြတ်စွာဘုရားကလူတွေကိုတနာတယ်လဲပြောတယ်လူတွေကိုငဲ့ညာတယ်လဲပြောတယ်အခုလူတွေဒုက္ခရောက်နေတဲ့အချိန်မှာဘာဖြစ်လို့အလူခံနေတာလဲသိကောင်းတဲ့မိကုန်းနော်လူတွေဒုက္ခရောက်နေတယ်ငက်ပြတ်နေတယ်ဆင်းရဲနေတယ် စ္ဆာဘုရားကတပည့်တွေခြံရံပြီးတော့အလူခံနေတယ်။ဒါမစ္ဆာဘုရားကလူတွေကိုနှိမ့်ဆက်နေတာပဲတဲ့။မစ္ဆာဘုရားက ပြောတယ်။တခါကြီးတဲ့။ငါတပည့်ညိတညာနဲ့ငါကြည့်တယ်။ဟောဒီကဘာကနေနောက်လာမဲ့60နဲ့တကဘာအထိလှူလို့မွဲသွားတယ်ဆိုတာငါတယောက်မှမတွေ့ဘူးတဲ့။ဘုရားပြောတာနော်ဥပဇင်းပြောနေတာမဟုတ်ဘူးနော်ဘုရားပြောနေတာ။ လှူလို့မွဲသွားတဲ့လူလှူလို့ဆင်းရဲသွားတဲ့လူငါတယောက်မှမတွေ့ဘူးတဲ့လှူလို့ချမ်းသာသွားတဲ့သူတွေပဲငါတွေ့တယ်တဲ့ပတ်ထားတဲ့လူတွေဆင်းရဲတယ်ဆိုတာလှူလို့မဟုတ်ဘူးတဲ့အကြောင်း၈ခုရှိတယ်လူတွေဆင်းရဲတယ်ဆိုတာအကြောင်း၈ခုရှိတယ်လှူလို့ဆင်းရဲတာမဟုတ်ဘူးနံပါတ်၁ရာဇတော်ဘယင်ကြောင့်ဆင်းရဲတာအလုံးပြောနံပါတ်၁ဘာကြောင့်ဆင်းရဲတာလဲ နံပါတ်1စောတာတော့တခိုးတမားတွေကြောင့်ဆင်းရဲတာနံပါတ်3အက်ကီမီးကြောင့်ဆင်းရဲတာနံပါတ်3ပါလဲမီးပေးအန်ဒရယ်လေးကိုခြားပွင့်စုဆောင်ထားတဲ့ဥစ္စာတွေတည်တည်ကြာမထိမ့်သိမ့်ဘူးဆိုရင်မီးလောင်ထဲမှာပါသွားမှာပဲလေမီးလောင်သွားရင်အကုန်လုံးကုန်ပဲဘာမှမကြက်နံပါတ်4ကရေကြောင့်တဲ့ရေပေးအန်ဒရယ်တွေဆူနာမီလိုရေပေးတွေတက်လာတဲ့အခါမှာအကုန်ပါအိမ်တွေ လက်ဝဲလက်စားတွေရွှေငွေတွေလူတွေရဲ့အသက်တွေအကုန်ပါအဲကြောင့်ရေကြောင့်လည်းလူတွေဆင်းရဲဒုက္ခရောက်တယ်နော်နောက်တစ်ခုကဘာလဲဆိုတော့မြတ်စွာဘုရားကနော်ဒုပ္ပါယုတ်တာလို့ခေါ်တယ်စီးပွားရေးမလုတ်တက်လို့ဆင်းရဲတာအချို့စီးပွားရေးလုတ်တယ်နားမလဲဘူးနော်မနားမလဲဘူးလုတ်တော့လုတ်တယ်လေကိုလုတ်တဲ့လုပ်ငန်းကိုမကျွမ်းကျင်ဘူးအရင်နေ့တည်းအကုန်ပြုတ်အမြင့်မပြောနဲ့အရင်အောင်ပြုတ်ကုန်တာအဲ့ဒါဘာဖြစ်လို့လဲဆိုတော့ ဘုရားကြောင့်မဟုတ်ဘူးကိုစီးပွားရင်မလုတ်တက်လို့တော့စီးပွားရင်တခုလုတ်တော့မယ်ဆိုရင်တိတိကျကျလေ့လာရတယ်အလိမ်မခံရအောင်တချို့အလိမ်ခံရတယ်တချို့အလိမ်ခံရတယ်နော်ဟောဒီတချို့ဆိုရင်လည်းနိုင်ငံခြားမှာလုတ်သွားလုံးမယ်အလိမ်ခံရတယ်အများကြီးပဲဘုရားနဲ့ဘာမှမဆိုင်ဘူးဌာနနဲ့ဘာမှမဆိုင်ဘူးမကျွမ်းကျင်တာလုပ်ငန်းမကျွမ်းကျင်တာလုပ်ငန်းမကျွမ်းကျင်တော့အလိမ်ခံရတယ်မြေတွေဝဲတယ်သူများလိန်ရောင်းသွားတဲ့မြေတွေကိုရွှေတွေဝဲတယ်ရွှေအတုတွေလိန်ရောင်းခံရတယ်ကိုမကျွမ်းကျင်တာ เนาะအဲ့တော့ကိုမကြွေးကျင်တဲ့လုပ်ငန်းတစ်ခုကိုလုပ်တဲ့အခါကျတော့ချုံးတယ်အဲ့ကြောင့်ဆင်းရဲတယ်ဆိုတာအဲ့ဒါနောက်တစ်ခုကဌာနတော်ဝိကိစတိလို့ခေါ်တယ်ချစ်ကတုံးကဒီခေတ်လိုဗန်းနေပါတယ်မရှိသေးဘူးဒီနေ့ခေတ်မှာတော့ခြာပွေစတောင်းလို့ရတဲ့ဥစ္စာကိုဗန်းမှာထိုင်လုံကြုံတယ်ဒါတော့မှဗန်းကဒေဝါလီခံသွားရင်သွားပြီနော်ဗန်းဒေဝါလီခံလိုက်ရင်ချုံးသွားပြီမအားမရတော့အဲ့တိုင်းပဲဖျားရတဲ့တုံးကဗန်းမရှိဘူး ။ဘာမှမရှိတော့ချွေအိုးတွေကိုမြေကြီးမှာမြုပ်ထားကြတယ်။ချွေအိုးတွေမြေကြီးမှာမြုပ်ထားတယ်။အဲ့တော့မြေကြီးမှာမြုပ်ထားတဲ့ဥစ္စာတွေကနေရွေ့တယ်။တခါတလေရေတိုက်စားပြီးတော့ရေနဲ့မျောပါသွားတယ်။နေကမ်းပြီးပါလေ။အဲ့လိုမြုပ်ထားတဲ့ဥစ္စာတွေကနေရရွေ့သွားရင်လည်းဆုံးချုံသွားတယ်ဒီနေ့ခေတ်ဆိုရင်တော့ဘယ်မှာအပ်ထားတဲ့ဥစ္စာတွေဒီဝါလီခံသွားရင်ဆုံးချုံတယ်လို့ပဲပေါ့နော်ဒါပြဿနာဘုရားက ဆင်းရဲမွဲတည်တယ်ဆိုတာလှူလို့မဟုတ်ဘူးဆိုတာကိုချင်းပြနေတာနော်။နောက်မြတ်စွာဘုရားကပြောတယ်။ကုလင်္ကာရောဆိုတာအမျိုးထဲမှာကိုယ့်ရဲ့မိသားစုထဲမှာ family ထဲမှာအတော့အဖုံးကြီးတဲ့ပုံကိုပါခဲလို့ရှိရင်လည်းမွဲတာပဲတဲ့။ခြားတော့မလောက်ဘူး။အမေဖေတွေကကုံယုံပြီးခြားတယ်။တာသမီးကစီးပွားမလုပ်ဘဲနဲ့ဖြုံးနေတယ်။အလေလိုက်နေတယ်။ပောက်စားနေတယ်၊မူးယူးနေတယ်။မိဘကရှေ့ကခြားတယ်၊နောက်ကတာသမီးကဖြုံးတယ်။ လင်ကရှာတဲ့အမျိုးသမီးကဖြုံးတယ်အမျိုးသမီးကရှာတဲ့လင်ကဖြုံးတယ်ဘလို့လို့ကြီးပွားမှာလဲအဲ့မိသားစုအဲ့လိုမိသားစုထဲမှာအတုံးအဖြုံးကြီးတဲ့ပုံကိုပါရင်လဲမွဲမှာပဲတဲ့လှူလို့မွဲတာမဟုတ်ဘူးနော်အတုံးအဖြုံးကြီးတဲ့ပုံကိုပါတဲ့မိသားစုမွဲမှာပဲမြတ်စွာဘုရားတရားသိကောင်းတာပဲနော်နောက်ဆုံးတစ်ချက်ကတော့အာနိစ္စဒါယမမြဲခြင်းသဘောတရားအရာပဲဖြစ်တတ်တယ်တဲ့သင်္ခါရသဘောတရားအရာ ဖြည့်စည်းချိန်တိုင်တဲ့အခါမှာဖြည့်စည်းတာမျိုးတွေရှိတယ်။တချို့တချို့ပစ္စည်းဥစ္စာတွေကဆွေးသွားတယ်၊ပျောက်သွားတယ်နော်။အဲ့ဒါတွေကမမြဲခြင်းသဘောတရားတွေပဲ။ဒါကြောင့်လည်းပဲတခါတလေလူတွေဒုက္ခရောက်တတ်ပါတယ်။အဲ့တော့မြတ်စွာဘုရားပြောချင်တာကလှူလို့ဆင်းရဲတာမဟုတ်ဘူးလှူလို့ဒုက္ခရောက်တာမဟုတ်ဘူးတဲ့ဆောစောကပြောခဲ့တဲ့အချက်ချစ်ချက်ကြောင့်ဒုက္ခရောက်တာလို့မြတ်စွာဘုရားဖြေကြားတော်မူပါတယ်